ဘဝနဲ့ဓမ္မအပိုင်းခွန်မှာဘာပြောပြခြင်းသလဲဆိုတော့မြတ်စွာဘုရားသာသနာတော်မှာဖျားပြီးရင်ပညာအတော်ဆုံးအတတ်ဆုံးဖြစ်တဲ့ရှင်သာရိပုတ္တရာမထေရမြတ်နဲ့ရှင်မာကတ္တပမထေရမြတ်တို့တည့်ရတွေ့ကြတဲ့အခါဝမ်းမြောက်ဝမ်းသာစကားတွေပြောကြဝမ်းမြောက်ဝမ်းသာစကားတွေပြောပြီးတော့အဆုံးမှာအရှင်သာရိပုတ္တရာကြီးကရှင်မာကတ္တပကိုမေးတယ် အာဟုသောကတ္တပအနာတာမိအဘဘောသံဘောဓာယအဘဘောနိဗ္ဗာန်ာယအရှင်ဘုရားကတ္တပလုံလဝရိယမရှိတဲ့ပုဂ္ဂိုလ်ဟာအဘဘောသံဘောဓာယအဘဘောနိဗ္ဗာန်ာယမဲ့ဖို့ရဖို့တည်းမဖြစ်နိုင်ဘူးနိဗ္ဗာန်မရဖို့တည်းမဖြစ်နိုင်ဘူးအာဟုသောကတ္တပအနာတာမိအာဟုသောကတ္တပအနုတ္တပိသံဘောဓာယအဘဘောသံဘောဓာယအဘဘောနိဗ္ဗာန်ာယ အကြောက်တရားအဆက်တရားအကြောက်တရားမရှိတဲ့ပုဂ္ဂိုလ်လည်းပဲနိဗ္ဗာန်အဘဘောသံဘောဓာယအဘဘောနိဗ္ဗာန်ယမဘုံနိဗ္ဗာန်ရဖို့မဖြစ်နိုင်ဘူးလို့ဒီလိုဟောတယ်အဲ့မှာရှင်သာရိပုတ္တရာမေးတာကကိဏဝတ္တနုကောအာဟုသောအနာတပိအဘဘောသံဘောဓာယအဘဘောနိဗ္ဗာန်ယသံဝတ္တတိ ကိဏဝတ္တနုကောအာဟုသောအနတ္တပိအဘဘောသမောဒါယအဘဘောနိဗ္ဗာနယအရှင်ဘုရားဘယ်အတိုင်းတည်းအရှင်များရှိတဲ့လုံလဝရိယမရှိဘူးဆိုရင်ကြည်ပွားခြင်းကမဖြစ်နိုင်ဘူးလေချမ်းသာခြင်းကမဖြစ်နိုင်ဘူးလေနိဗ္ဗာန်ရခြင်းကမဖြစ်နိုင်ဘူးလေလို့အရှင်သာရိပုတ္တရာကအရှင်မောက္ကလံကိုမေးတော့အဲ့ဒီမှာရှင်အရှင်သာရိပုတ္တရာကအရှင်မကတ္တပကိုမေးတော့အရှင်မကတ္တပကဖြေတယ် အနုပ္ပန္နမေပပကအကုသလဓမ္မဥပိသမနောအနတ္ထယသံဝတိယအနုပ္ပန္နမေပပကအကုသလဓမ္မဥပိသမနောအနတ္ထယသံဝတိယမဖြစ်ပေါ်သေးသောအကုသိုလ်တရားတွေငတ်တန်ဖြစ်ပေါ်လာမယ်ဆိုရင်အနတ္ထယသံဝတိယအကျိုးမဲ့တွေဖြစ်လာတော့မှာပဲ နောက်တကဥပ္ပန္နမေပပကအာကုသလဓမ္မအပ္ပခိနောဖြစ်ပေါ်ပြီးတဲ့အာကုသတရားတွေငါမပင်နိုင်ဘူးဆိုရင်အနတ္ထာယတံဝတေယုံအကျိုးမဲ့တွေဖြစ်တော့မှာပဲနောက်တကဥပ္ပန္နမေကုသလနှုတ်ပင်အနုပ္ပန္နမနောအနတ္ထာယတံဝတေယုံအနုပ္ပန္နမေအာကုနှုတ်ပန္နမေကုသလဓမ္မအနုပ္ပန္နမနောအနတ္ထာယတံဝတေယုံ မဖြစ်ပေါ်သေးတဲ့ကုသိုလ်တရားတွေငတ်တန်တန်ဖြစ်မလာဘူးဆိုရင်လေအကျိုးမဲ့တွေဖြစ်တော့မှာပဲဩဗန္နာမေကုသလဓမ္မနိရောဇမန္တောအနတ္ထယသံဝတိယောဖြစ်ပေါ်ပြီးတဲ့ကုသိုလ်တရားတွေငါတန်တန်ကနေပြောက်ွယ်သွားမယ်ဆိုရင်လေအနတ္ထယသံဝတိယောအကျိုးမဲ့တွေဖြစ်တော့မှာပဲရှင်မာကတ္တပပြောပြတယ် ဒါဘာလဲလို့မေးရင်ဝရိယအင်္ဂါ၄ပါးပေါ့မဖြစ်သေးတဲ့အကုသိုလ်တရားတွေကုသန္တန်ကိုဖြစ်လာမယ်ဆိုရင်မဖြစ်နိုင်အောင်လုံလဝရိယနဲ့တားရမယ်ဒီလိုပြောတာအကုသိုလ်တရားဟာနေရာတကာမှာရှိတယ်ဖြစ်နိုင်စရာအကြောင်းတွေရှိတယ်ကိုယ့်ဘက်ကလုံလဝရိယနဲ့တတိထားပြီးတော့မှမဖြစ်အောင်တားရမယ်ဒါပြောတာ တတိလွတ်လွတ်အကုသိုလ်တရားကိုတ္တန္တဖြစ်ပေါ်လာခဲ့ပြီဆိုရင်လည်းပဲအဲ့ဒီဖြစ်ပေါ်လာတဲ့အကုသိုလ်တရားတွေကိုပယ်ရှားနိုင်အောင်ခြုံငိမ့်သွားအောင် မတိုးပွားအောင်ကြိုးစားရမယ်တဲ့ဒီလိုပြောတာနောက်တစ်ခါနေရာတစ်ခါအဲ့မှာကုသိုလ်ရစရာတွေရှိတယ်အဲ့ဒီကုသိုလ်တရားတွေကိုကယူတတ်ဖို့ရန်အတွက်လုံလဝရိယရှိရကုသိုလ်တရားတွေရနိုင်တဲ့လုံလဝရိယမရှိဘူးဆိုရင်လည်းပဲအကျိုးမဲ့တွေဖြစ်မယ် ဟာလုံလဝရိယနဲ့ရရှိထားတဲ့ကုသိုလ်တရားတွေကိုလည်းပဲတိုးပွားအောင် မကြိုးစားဘူးဆိုရင်လည်းပဲဆုံးယုတ်သွားမယ်တဲ့အဲ့ဒါကြောင့်ဝရိယနဲ့ပတ်သက်ပြီးတော့အရှင်မကတ္တပကဒီမှာပြောပြပြီးကြတဲ့ဦးဇင်းတို့အပိုင်းတွေမှာပြောခဲ့တဲ့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကရှင်မကတ္တပနေမကောင်းတဲ့နေရာကြွပါပြီးတော့ဘုဇင်ခုနှစ်ပါးကိုခေါ်တာဘုဇင်ခုနှစ်ပါးမှာနဘတ်တိကတတိတံဘောဇင် တတိရှိရင်ကိုနှုတ်စိတ်သုံးပါ၊ကံသုံးပါစင်ကြယ်တယ်။ကံသုံးပါမစင်ကြယ်ခြင်းဟာဘာဖြစ်လို့လဲလို့မင်းတတိမရှိလို့လို့ဒီလိုနားလဲရ။နောက်တစ်ခါတတိတော်ရှိတယ်။တတိကိုကြိမ်မှန်များစွာပွားပေးရ။မစားလဲတတိသွားလဲတတိနေလဲတတိပေါ့။နေမကောင်းမှုဆိုရင်ဘာဖြစ်လို့နေမကောင်းတာလဲစားတော့ကြောင်လားနေထိုင်ကြောင်လားရေချိုးတာကြောင်လား ။အာရေချိုးတာတတိလွတ်မယ်ဆိုရင်လည်းပဲအစတော့ကိုတတိလွတ်ပြီးတော့မစတဲ့နာတွေစမယ်အလွန်ကျွံစမယ်ဆိုရင်လည်းယောဂများမယ်ပေါ့။အဲ့ဒါမျိုးကိုတတိနဲ့ဆင်ခြင်နေတဲ့ရင်တတိတန်ဘောဇင်ဂောခောကတ္တပမယတံမရက္ခတော်ဘာဝိတော်ဘဟုလီကတော်အဘိညာယတံဘောဒါယနိဗ္ဗာန်ယတံဟောတတိဆိုပြီးတော့မြတ်စွာဘုရားဟောတာအဲ့ဒီမှာတတိနံပါတ်1ကနံပါတ်2ကဓမ္မဝိစယတရားကိုစီစစ်တာအရောက်တော့ပညာပေါ့ အဲ့ဒီပညာနဲ့တရားဓမ္မကိုစီစစ်လိုက်တဲ့အခါမြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးလွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကဟောခဲ့တဲ့တရားတွေခေတ္တစနစ်တွေဘလို့ပဲပြောင်းပြောင်းတရားကတော့မပြောင်းဘူးအနိစ္စဟိုတုန်းကလည်းအနိစ္စမမြဲတယ်လို့ကိုယ်လည်းမမြဲဘူးပေါ့ဒါမျိုးကိုစင်ញင်ရမှာအဲ့ဒါဘာနဲ့စင်ញင်ရတယ်လဲမင်းပညာပြောနေတာကတတိရှိတယ်ပညာရှိတယ်တတိနဲ့ပညာရှိတော့လဲလုံးလဝရိယမရှိဘူးဆိုရင်အဆင်မပြေဘူး အဲဒါကြောင့်သူတော်ကောင်းတို့တွေကိုယ်တန်တမ်းမှာမဖြစ်သေးတဲ့အကုသိုလ်တရားတွေမဖြစ်နိုင်အောင် လုံလဝရိယနဲ့ပိတ်ဆို့ကာကွယ်ရမယ်ဖြစ်ပေါ်ထားပြီးသားအကုသိုလ်တရားတွေမတိုးပွားအောင်လုံလဝရိယနဲ့ကြိုးစားရမယ်မဖြစ်ပေါ်သေးတဲ့ကုသိုလ်တရားတွေဖြစ်ပေါ်လာအောင် လုံလဝရိယနဲ့ကြိုးစားအထောက်ယူရမယ်ဖြစ်ပေါ်ပြီးသားကုသိုလ်တရားတွေတိုးပွားလာအောင်လုံလဝရိယနဲ့ပဲ ွားအောင်ကြိုးစားရမယ်အဲ့တော့ဝရိယရှိတဲ့ပုဂ္ဂိုလ်ဟာဖြစ်ပေါ်ပြီးသားကုသိုလ်တရားတွေလည်းတိုးနိုင်တယ်မဖြစ်ပေါ်သေးတဲ့ကုသိုလ်တရားတွေဖြစ်ပေါ်လာနိုင်တယ်ဥမာဖြစ်ပေါ်ပြီးသားကုသိုလ်တရားတိုးဖို့ဆိုတာပရစေရဏပေါ့လူတိုင်းလူတိုင်းတော်တော်များများဥစ္စနဗုဒ္ဓဘာသာတွေဟာအလှတန်းအနည်းငယ်များလူပူးစားကြည့်လူပီးစားကြည့်ပဲစွမ်းလူဘူးမဲ့သင်္ကန်းလူဘူးမဲ့အเจ้าလူဘူးမဲ့တခုမဟုတ်တူဘူးလူဘူးတယ် ဒါပေမဲ့အဲ့ဒီအလှနဲ့ပတ်သက်ပြီးတော့ပရစေတနာဆိုတာရှိတယ်ပရစေတနာဆိုတာငွေမကုန်မဲနဲ့ရတဲ့ကုစုပေါ့ကိုမ2003ခုနှစ်ကငါအလှလုပ်ဖူးတယ်2004ခုနှစ်ကျမစ်ပြောင်မပြင်းတယ်ညအိမ်ရံဝင်တစ်ခုပေါ်လက်တင်ပြီးတော့ဩငါသင်္ကန်းလေးလှူလိုက်ရတာငါလှူတဲ့သင်္ကန်းလေးဝစ်ပြီးတော့အခုချိန်စာသင်လောက်ပြီးစာချလောက်ပြီးစွန့်ခံထွက်လောက်ပြီးတရားဖျားရှိခိုးလောက်ပြီးတွေးခြင်းရတွေးအဲ့ဒီပရစေတနာလေးဟာသူတော်ကောင်းတို့တို့ ဘယ်တကားကိုပြေးစီတယ်ဟာငါ2023မှာစွန့်ကပ်ခဲ့ဘူးတယ်ငါကတ်တဲ့စွန့်နေဖုံးပေးပြီးတော့တန်ဃာတော်ရှင်သူမြတ်တယ်အာဟာရတွေဖြစ်ပြီးတော့စာတွေကြက်ကြအသိဉာဏ်တွေတိုးလို့ဩအကျိုးတရားတွေအများကြီးဖြစ်လိမ့်မယ်ဆိုတာညအိယာဝင်လဲတွေးမနေ့အိယာထားလဲတွေး တွေးတယ်ဆိုတာဒီနေရာမှာတော့ပရစေတနာကိုပြောတာအဲ့ဒါကိုတွေးပြီးဝမ်းမြောက်ကျေနပ်နေမယ်ဆိုရင်ဝရိယနေတော့ထားမှာပေါ့ညအိယာဝင်တန်းပြီးတော့အိလိုမဖြစ်ဘူးမနေ့အိယာထိုင်လဲတန်းပြီးတော့အိယာထားလို့မဖြစ်ဘူးကို့အလှလေးကိုတွေးပြီးတော့ဝမ်းမြောက်ကျေနပ်နှစ်သက်နေမယ်ဆိုရင်အဲ့ဒါကုစုတိုးတယ်ဘယ်ဟကုစုတွေလဲမေးလိုက်တော့ကို့လုံးလဝရိယနဲ့ပြုထားတဲ့ကုစုဟာကို့လုံးလဝရိယလေးနဲ့ပြန်ပြီးတော့ကြိုးစားပြီးပေါ်လိုက်တဲ့အခါပြန်ပြန်ပေါ်ပေါ်လာတယ်အဲ့ဒါပရစေတနာလို့ခေါ်တယ် တချို့တချို့သောဘုရင်ကြီးတွေဟာကောင်းမှုစင်ရင်တွေမှတ်ထားပြီးတော့ဘေးကနေပြီးတော့ဖတ်ဖတ်ပြရတာဆိုတာရှိတယ်ဦးဇင်းတို့တွေသာသနာသမိုင်းမှာအဲ့တော့ဒီနေရာမှာအရှင်သာရိပုတ္တရာကအရှင်မကတ္တပကိုမေးတာအဘယ်ကဲ့သို့သော လုံလဝရိယနဲ့မပြည့်စုံရင်နိဗ္ဗာန်နဲ့မထိုက်တန်ဘူးလဲမိလိုက်တော့အကုသိုလ်တရားတွေဖြစ်မဖြစ်သေးတဲ့အကုသိုလ်တရားတွေမပိတ်ဆို့နိုင်ဘူးဆိုရင် ဖြစ်ပြီးသားအကုသိုလ်တရားတွေပယ်ထွက်ဖို့မကြိုးစားဘူးဆိုရင်မဖြစ်ပေါ်သေးတဲ့ကုသိုလ်တရားတွေဖြစ်ပေါ်လာအောင် လုံလဝရိယနဲ့အမထုတ်ဘူးဆိုရင်ဖြစ်ပေါ်ပြီးတဲ့ကုသိုလ်တရားတွေကိုလုံလဝရိယနဲ့တိုးပွားအောင်မကြိုးစားဘူးဆိုရင်တော့အဘဘောတံဘောဒါယအဘဘောနိဗ္ဗာန်ဒါယတဲ့အဲ့ဒါအထက်တန်းရောက်ဖို့ရန်ခဲရင်ပါလိမ့်မယ်ရှင်မကတ္တဗကဒီလိုပြောပြတယ်အဲ့ဒါကြောင့်တရားချစ်ခင်သတော်စင်ပေါင်းတို့ဒီနေရာမှာအရှင်မာ အရှင်မာကတ္တပနဲ့အရှင်သာရိပုတ္တရာတို့ဆွေးနွေးတဲ့ဆွေးနွေးကံဟာတတိရှိတဲ့ပညာရှိတတိနဲ့ပညာရှိပြီးရင်ဘာလိုအပ်တယ်လဲမင်းဝိရိယလိုအပ်ပါတယ်တတိပညာဝိရိယဒီသုံးခုနဲ့ညီညီမျှမျှကြိုးစားကြတဲ့ပုဂ္ဂိုလ်များဟာနောက်ကဘာလာမလဲမင်းပီတိဝမ်းမြောက်နှစ်သက်တာတွေလာလိမ့်မယ်ပတ္တတိငြိမ်းချမ်းခြင်းတွေလာလိမ့်မယ်ဧကဂရာ တည်ငြိမ်ခြင်းတွေလည်းရလာလိမ့်မယ်ဥပိ္ပခာအိဋ္ဌာနဲ့တွေ့လို့လည်းမတတ်မဲ့အနိဋ္ဌာနဲ့တွေ့လို့လည်းဒေါသမဖက်တဲ့စိတ်ဓာတ်မျိုးတွေဟာတတိပညာဝရိယကိုအခြေခံပြီးတော့မှ ပေါ်ကြတာပါအဲဒါကြောင့်တရားချစ်ခင်သတော်စင်များဤရှင်မကတ္တပနဲ့အရှင်သာရိပုတ္တရာနှစ်ပါးရဲ့ဆွေးနွေးခန်းကိုကြားနာပြီးတော့မှမြင့်မြတ်တဲ့ မထေမြတ်တို့ရဲ့စကားကိုကြားနာပြီးတော့မြင့်မြတ်တဲ့ဘဝမြင့်မြတ်တဲ့ဌာနတွေမှာပိုင်ဆိုင်ကြကုန်ပြီလေမိမိတို့ရည်မှန်းတဲ့ဘဝတည်ဥသောထက်စကန်းတက်လှမ်းနိုင်တဲ့ပုဂ္ဂိုလ်များဖြစ်ကြပါစေလို့ဆုတောင်းပေးရင်လည်းပဲဒေသနာဤကုန်ကမ္ပတ်ဖုံးကြပါစို့ဤမန္တမဒေသနာဤတရားဒေသနာတော်ကိုတုတ်တော်ဝါနာကြားနာရပြီးတော့မှတုံမေတရားကိုချစ်ခင်စိတ်ကောင်းဝင်ကြကုန်တော့သင်သူတော်ကောင်းပေါင်းတို့မှာ ဒုံမဲ့ကံလမ်းမနီမာခရီးမာကိုဝိဝုဇ္ဇတဝါရှောင်ရှားနိုင်ကြကုန်သည်ဖြစ်၍ဒုံမဲ့ကံလမ်းမနီမာခရီးမံကိုဥုံုံဖြောင်းမြောက်မမယံတုကောင်းစွာမသွေလိုက်သွားနိုင်ကြပါစေကုန်သတည်း